1 minute 1 sentence program တွေပြောကြိုဆိုပါတယ်။ကဲကျွန်တော်တို့မဆုံးရတာကြာပြီ။ဒီနေ့မှလည်းကျွန်တော်ဝဲကြကောင်းတစ်ခုနဲ့ကဲအာတင်ဆက်ပြမှာဖြစ်ပါတယ်။ကိုမင်းကိုမေးကနေအဆက်အသွယ်မလုပ်ချင်ဘူး။ဆိုတော့ဒီစာကြောင်းလေးပေါ့နော်။ဆိုတော့အာတိတ်ပြီးတော့ခက်ခဲခဲတော့မဟုတ်ပါဘူး။ဒါပေမဲ့အဲကျွန်တော်တို့ဒီမှာအရေးကြီးတာကတော့ preposition အသုံးအနှုန်းပေါ့နော်။ဆိုတော့ကဲအဲ့လေးပဲပေါ့နော်။ဆိုတော့ခဏချင်းမှတော့ကျွန်တော်တို့ကဆက်သွယ်တဲ့နည်းရာတော့အများကြီးရှိတာပဲနော်။ဟိုသိရတိုင်းပဲ။ ဆိုတော့ဖုံးဝါညဆက်သွဲတာတွေရှိတယ်မေးရညဆက်သွဲတာတွေရှိတယ်ချိုးကလည်းတစိုက်မတ်မတ်ဒီဖုံးဝါညဆက်သွဲနေရလည်းရှိရပါတော့အခုဓမ္မတော့ကျွန်တော်ဖုံးဝါမပြောဘူးမေးရနေကျွန်တော်ပြောမယ်ကိုဆိုတော့အိုင်မော့ဟုတ်ပြီအာဆက်သွဲလုပ်ခြင်းနဲ့ဆက်သွဲမလုပ်ခြင်းဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ဆန္ဒတွေပေါ်ပြရဲခါမှာနော်သွားခြင်းနဲ့လာခြင်းနဲ့ဆိုအဲဒီစားခြင်းနဲ့တောက်ခြင်းနဲ့ဆိုရင်1 2ပေါ့နော်ဆိုတော့အခုကမလုပ်ခြင်းဘူးဆိုတော့ကျွန်တော်တို့အဲ့ဒီကောင်ငင်းလိုက်မယ် ဆိုတော့ဆက်တွေလောက်တယ်ဆက်တွေဆိုရဲဟာကျွန်တော်တို့ဒီစကားလုံးလေးဒီကြိယာကိုကျွန်တော်တို့တုံးမယ်ဆိုတော့ဟာဗနာ communicate communicate တဲ့သူ့နောက်မှာကျွန်တော်တို့ကနော်ဒီတဆက်တဲ့ပါတဲ့စကားလုံးကိုလည်းကျွန်တော်တို့ကဟုတ်ပြီနော်မင်းဆိုရယူပါလေကဲဒီဒီရသွားပြီ I don't want to communicate with you နော် communicate with you. I don't want to communicate with you. ဘာကနေတဆင့်မိကနေအဲ့ဒါအရေးကြီးဆုံးပါပဲဒီဝတ်ကြမှာဒီ preposition လေးကျွန်တော်တို့သုံးမှာဖြစ်ပါတယ် through ဆိုရ preposition လေးပေါ့နော်ဒီမဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆိုတော့အဲဆိုတော့ကိုမင်းကိုမိကနေဆက်သွယ်မလုပ်ချင်ဘူးဆိုတော့ I don't want to communicate with you through email ရမလားမသိဘူးနော်အဓိကကတော့ so, uh, so, through email ဒါပေမဲ့ဖုံးနေရတဲ့တဆင့်ဆိုရင်ကျွန်တော်တို့ဒီမှာဟာပဲနော်ဒီလိုမျိုးလေးသုံးရုံပါပဲ။ကဲရမယ်လို့ညွှန်ခဲ့ပါတယ်နော်